ငញ្ញញ៉ាយကိုစစ်မှန်စွာ အလိုလာတဲ့ကျွန်တော်တို့စစ်သားစစ်သားအိုကြီးအိုဆိုဒီဘတူအတွက်ချိန်မာတဲ့ဂုံတိတ်ခါတခုလဲဖြစ်ပါတယ် NDA စာချုပ်ဟာလူတမျိုးတမျိုးအတွက်စာချုပ်တစောင်းသာဖြစ်ပေမဲ့တကယ်ကတော့အမျိုးသားပြန်လဲတင်မြရေးတကူဥတီခရီး စဉ်တစ်ခုကိုစတင်ခြင်းဖြစ်ပါတယ်ဒီလိုသဘောတူညီမှုရရှိဖို့အတွက်နိုင်ငံတော်အစိုးရကိုယ်စားလှယ်များနဲ့ဆိုင်ရာသားလည်းနဲ့ကိုင်အဖွဲ့အစည်းတွေကနှစ်နှစ်နီးပါးကြာဆွေးနွေးခဲ့ကြရတာဖြစ်ပါတယ် NCA ဟာတခဏအတွင်းမှာရလာတဲ့အောင်မြင်မှု တကူမဟုတ်ပါဘူးအချင်းယူပြီးအပြာလာနားလည်မှုနဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်အဲ့ဒီအချိန်ကတစ်ဖက်ကိုတစ်ဖက်အနိုင်ယူဖို့မဟုတ်ပဲအပြာလာယုံကြည်မှုနားလည်မှုတည်ဆောက်ဖို့အတွက်ဉာဏ်ပညာတွေတတိတွေနဲ့ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်အပြာလာလေးစားမှုနဲ့ယုံကြည်မှုတည်ဆောက်နိုင်သောဈေးသလားဆိုတာ သက်ဆိုင်သူအလုံးရဲ့လက်ထက်မှာရှိပါတယ်မိမိအနေနဲ့တိုက်တွန်းလိုတာကအပြာလာယုံကြည်မှုတည်ဆောက်တဲ့အစီအစဉ်များကိုအများဆုံးလက်တွေ့ပို့ဆောင်ကြရမှာဖြစ်ပါတယ်ညဉ့်ရရေးဆိုတာတာကျုပ်ကမှလက်မှတ်ထိုးယုံသက်သက်နဲ့ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ပါ ်ဒီမှာလည်းစိတ်ဓာတ်နဲ့ဆန္ဒတူညီမှုမှတာပေါ်ပေါလာနိုင်ပါတယ်အဲ့ဒါကြောင့်အနာဂတ်အတွက် NC ကိုအခြေခံတဲ့ညီနိုင်ဆွေးနွေးမှုတွေပြန်လည်ဆက်တင်ဖို့အပြန်အလှန်ယုံကြည်တည်ဆောက်ဖို့ ပြည်သူတွေငင်းရဲရေးကိုလက်တွေ့ကြကြမြင်အောင်အထောက်ဖို့လိုပါတယ် NCA ဟာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးကြီးတဲ့ခြေလှမ်းတရားဖြစ်ပါတယ်ဒီလမ်းကြောင်းမှာအခက်အခဲရှိမယ်ဆိုတာ အားလုံးပြကြပေမဲ့အရေးကြီးတာကလက်ထက်မသွားဖို့ဆက်ပြီးအားထုတ်သွားကြဖို့ဖြစ်ပါတယ်လက်တွေ့အခြေအနေများနဲ့ကန့်ညီပြီးသစ္စာရင်းအားလုံးပေါင်းဝင်ဆောင်ရွက်နိုင်မဲ့ NCA အခြေခံသောမြေညာရေးလုပ်ငန်းစဉ်ကိုရှာဖွေဖော်ထုတ်သွားကြမှာဖြစ်ပါတယ်ဒီလို ဆက်လက်အထောက်ချိုးပန်းတဲ့အခါမှာ NC အသီးသီးနိုင်ငံများ အပါဝင်နိုင်ငံတကာအသိုင်းအဝိုင်းဤအခမ်းအနားကိုအလေးထားပြီးမြင့်တင်ဆောင်ရွက်သွားကြဖို့ကိုလည်းတိုက်တွန်းလိုပါတယ်2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာ NC ကိုလက်မှတ်ရေးထိုးခြင်းဟာ မြန်မာနိုင်ငံသားတိုင်းရင်းသားချင်းချင်းအကြားတန်တရာငြိမ်ချီမှုများကိုချော့ချမဲ့ခိုင်မာတဲ့အခြေခံအုံမြစ်တစ်ခုရရှိနိုင်ခြင်းဖြစ်ပါတယ်။ NGO ဆိုတာစစ်ပွဲကြောင့်မဲမောင်းနေတဲ့ကာလကနေငြင်းငြင်းရေးကိုမျက်နှာတံပိုး ထားသူမြန်မာနိုင်ငံသားများအားလုံးအတွက်တောက်ပထွန်းလင်းတဲ့အလင်းရောင်တစ်ခုဖြစ်ပါတယ်သို့သော NCA သက်တမ်းချင်းနဲ့အတွင်းမှာပြတ်ထန်သလောက်အကောင့်ထဲမဖို့နိုင်ခဲ့တာကိုတော့ဝန်ခံရမှာဖြစ်ပါတယ် ယခု2025ခုနှစ်မှာတော့နိုင်ငံရဲ့အလှည့်ပြောင်းဖြစ်လာပြီမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှဖြစ်ပြီးအတွက်ရွေးကောက်ပွဲအကျိုးကာလမှာဖြစ်စေအလွန်ကာလမှာဖြစ်စေ NC အခြေခံအပေါ်ကနေ အပြစ်ခရစရေးဆွေးနွေးပွဲများနိုင်ငံရေးဆွေးနွေးပွဲများရင်းရရေးဆွေးနွေးပွဲများဖြစ်ပေါ်လာလိမ့်မယ်ဟုယုံကြည်မျှော်လင့်ပါတယ်ဒီအတွက်လည်းကျွန်တော်တို့ NCA အပေါ်သစ္စာရှိရှိနဲ့ယက်တီလုတ်ကင်နေကြတဲ့အဖွဲ့အစည်းတွေကလည်းပြင်ဆင်မှုကောင်းကောင်းနဲ့ပါဝင်ကြရမှာဖြစ်ပါတယ်ကိုယ်စလေတော်များခင်ဗျာ နိဂုံချုံအနေနဲ့ကျွန်တော်တို့တွေဟာတနင်္ဂနွေလို့အတွက်ပူပေါင်းဆောင်ရွက်ဖို့လိုပါတယ်အမျိုးသားပြန်လည်တင့်မြတ်ရေးကိုဥတီပြီးပြီးတော့စုပြည်သူလူထုရဲ့အနာဂတ်မှာလူငယ်တစ်တွေအတွက်ငြိမ်းချမ်းရေးဆိုတဲ့အမွေနှစ်ကိုခြံထားရနိုင်ဖို့ကြိုးပမ်းကြရပါမယ်ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့ညှိနှိုင်းဆွေးနွေးပွဲတွေကနေလက်ရှိနိုင်ငံရေးအကြအတဲကို ကျော်လွားကပါတီစုံဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုပေါ်ထွန်းလာရေးအတွက်စည်ဒနာစည်ဒနာအမှန်ဖြစ်မဆုံးမနစ်ကျိုးပန်းကြပါစို့တိုက်တွန်း 要小心，你给我走，拜托。二楼我，结束点拜托这样。